က်ဆုံမှုရှိပါတယ်။အခြားကြောက်ရောက်လာကြတဲ့ဒီဘာသာပေါင်းစုံကြီးကြီးမှာဒီဆရာတော်များကိုလည်းကောင်းရပြုပါတယ်။နောက်ဧည့်သည်တော်ပေါင်းတွေလေးစားပါလေနှုတ်ဆက်ပါပါလေ။ဒီဥရရှိခဲ့ပွဲမှာဥရရှိခဲ့ဘုံဘုတ်တွေပေါ်ပြူသွားတဲ့ဥစားတွေလည်းတော်တော်လေးလေးပြည့်စုံနေပါပြီ။ဒါပေမဲ့လို့ဒီသမိုင်းတွေမှာမပါသေးတဲ့အချက်ကလေးတွေတော့ဝင်လည်းနည်းနည်းတော့ပြောချင်ပါတယ်။ ်ဦးစင်းကဥရရှိကိုအရှင်သက်သက်တွေ့ခဲ့ဦးစင်းဆိုတာဒီအာနာရှင်နေဝင်းဆိုးရရဲ့ဖန်းစီပြီးတော့ထွက်လာတဲ့အချိန်မှာသူ့ရဲ့အမှုတွေတွေရှိရဂျန်လန်ချောင်းမြို့ကိုလာတဲ့အခါမှာဦးစင်းနဲ့ဆုံခဲ့ရတာအဲ့လိုမှဦးစင်းကကလေးဘွားနဲ့တော့ဆော့တာပါလေအဲ့ဆော့တဲ့အခါမှာဥရရှိကဦးစင်းကိုအင်္ဂလိပ်လိုဆုံးမပါလေဒီကွတ်ဘွားအဲ့စကားကြီးကနား ရှိကိုအခုမှဥရာရှိကိုခေါ်ရတာဥစ္စာမစားတယ်မတူဖြစ်အဲ့လိုကခေါ်တဲ့ဥစ္စာကလူကြီးတွေအားလုံးခေါ်တာမစ္စတာရာရှိရဲ့အခုကျမှဥရာရှိဆိုတော့ခေါ်ရတာတော့နည်းနည်းလေးဂတိကောက်အောင်ဖြစ်နေတယ်တော့ဥရာရှိရဲ့အကြောင်းကိုနောက်ပိုင်းဒီစာရီထဲမှာဖတ်လာတော့ကြတော့မှကိုတိတာကတော့ပုဂ္ဂိုလ်မုံမိုးပြီးတဲ့သူ၆လက်ကျွေးတဲ့သူ be a good wife ဆိုပြီးတော့ဆုံးမတဲ့သူအနေနဲ့မေတ္တာရှင်လို့ပဲသိတာပါနောက်ပိုင်းကျမှနိုင်ငံရေးသမားမှတော့မှသိတာအဲ့တော့ဆိုလိုချင်တာကတော့ ုရရှိကဒီခရီးတွေကိုလည်းအမနာမကိုမေတ္တာတရားကြီးမားခဲ့တဲ့သူဖြစ်ပါအဲ့ဒီမေတ္တာတရားကြီးမားခြင်းရဲ့ရလကဘာလဲဆိုတော့ဒီဥစဉ်တို့အဲဒီမြန်မာနိုင်ငံမှာသတ္ထတန်ဃာယနာတင်တဲ့ဥနော်မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာနိုင်ငံအဖြစ်တရားဝင်အတိအပြုမဲ့ဆိုတဲ့ဥလို့ဟာတကယ်လုံးဒီမစ္စရာရှိနဲ့ပြောသွားတဲ့ကိစ္စဟာထောင်ထဲသွားတဲ့ထီအောင်တော့ခေါ်သွားပါတယ် လို့ရှိရင်အင်မတန်မှအောင်မစရာကောင်းပါလေဥမှုကလည်းဗုဒ္ဓဘာသာဘက်မှာဆိုလို့ရှိရင်တကယ်ကိုပဲဟိုထင်ရှားတဲ့ပုံကိုကြီးကဘာကျော်ပုံကိုကြီးပါနောက်ကြားရတာသိရတာလေဥရရှိကသူ့ရဲ့အစ္စလာမ်ဘာသာကိုလည်းအင်မတန်မှโจดีกั้นช้างเนี่ยตัวตะนี่โง่าฉิมเนี่ยอเมียวิตะเนี่ยตัวだใบแม้ดีเนี่ยก็ตะตะลงคว้ยออกมาบาเลยだแม้คว้ยไปเมื่อโนนอกซ้อมเนาะดีอานาชินเนี่ยမျိုးမျိုးทุกข์ไปได้ด้วยเนี่ยเนาะ သူအမတမချစ်တဲ့မြန်မာနိုင်ငံကိုဆွတ်လွတ်ပြီးတော့သူ့ရဲ့နိုင်ငံကိုပြန်လာနိုင်ငံခြားကိုထွက်သွားပြီးတော့ပါကစ္စတန်ကာချီမှာနော်ကရချီမှာတည်ဆုံးသွားပါတယ်အဲ့ဒီအချိန်ကျမှဦးစင်းတို့ပြန်ပြီးတော့ဟောဥရရှိကိုနားခဲ့ပါတယ်ဒါပေမဲ့အခုဦးစင်းအဓိကကြွားနေတဲ့အချက်ကဒီလိုဥလူကတော်မှဟလာဒီဥရရှိနဲ့တွဲပြီးတော့တတွဲပြီးတော့လုခဲ့တဲ့ကိစ္စကဲဦးစင်းတို့ကြတော့မဖြစ်လို့မလို့လားအစ္စလာမ်နဲ့ဗုဒ္ဓဘာသာနဲ့ပြည့်ပြီးတော့မလုပ်နိုင်ရမှာလေဆက်ဆွဲပြီးတော့ ဆောင်ကြောင်းနောက်ပြီးပြောနေတာကဒီမနိုင်ငံမှာတော့တက်ခဲ့တဲ့ဒီစစ်အစိုးရတွေဟာသူတို့ဘောင်းမီတွေသာချွတ်ပြီးတော့အုပ်ထုပ်တွေသာဆောင်ကောင်းပေါင်းတွေသာဆောင်တာနေတယ်ဒီစစ်အစိုးရရဲ့စစ်ဝါဒီတွေရဲ့အကြောက်ဆုံးကတော့တိုင်းရင်းသားဘောင်းစုံညီညွတ်မှာနဲ့ဘာသာဘောင်းစုံညီညွတ်မှာပါ သူတို့ကြောက်နေတာမဟုတ်ပါဘူးအဲ့တော့တိုင်းရင်းသားပေါင်းစုံညီညွတ်မှာဘာသာပေါင်းစုံညီညွတ်မှာဘူးသူတို့အကြောက်ဆုံးမှာအဲ့တော့ဒီနေရာကနေပြီးတော့ဥစဉ်တိုက်တွန်းချင်တာကတော့ဒီစစ်အာဏာရှင်အစိုးရရဲ့မကြိုက်ဆုံးအလုပ်ကို